ျွန်တော်ရဲ့ channel မှာနာမည်ကြီး major phone company တွေအားမှာ Android ဘက်ချမ်းမှာအကောင်းဆုံး phone လို့သတ်မှတ်လို့ရတဲ့ phone လုံးကို review မလုပ်ရသေးဘဲနဲ့ကျွန်တော်ကြော်ထားရတယ်တခုရှိရပါတော့အဓိကအဖြစ်တော့ review unit မရတာကြောင့်လို့ပြောရရင်လည်းပို့ပြီးတော့မှန်လိုက်မယ်ဒီ video ကနည်းနည်းလေးတော့နောက်ကြကောင်းနောက်ကြနိုင်တယ်ဒါပေမဲ့ဒီ video ကိုစောင့်နေတဲ့သူတွေအတွက်ဒီ video လေးကဒီ phone လေးကအခုချိန်မှာ တော်တော်လေးကိုတင့်တော်မယ်လို့မျှော်လင့်နေဆိုတော့ဒီနေ့ video လေးကိုပဲစရိုက်တော့ပါ အားလုံးမင်္ဂလာပေါင်းနေပြည့်စုံကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့အာဒီ Apple Premium Second Product ကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်ဒီဆိုင်မှာဆိုလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရရအစဉ်ပြောင်းလုပ်လို့ရတယ်အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက Second Man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလဲမှားပြီးတယ်ပေါ့နော်ဆိုတော့အဲဒါကြောင့်စိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်အဓိကတော့ iPhone ဆိုတာထက် Apple product တွေ draw များရမှာပေါ့နော်တခြားလောက်တော့ဒါသွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်အတိပေးနေတာဖြစ်ပါတယ်ဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်မင်းတို့ဘောနဲ့ပြေဆုံးကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် phone လုံးကို full review လုပ်ပေးမှာပါเนาะဘာ phone လဲဆိုလို့ရှိရင်တော့ Samsung Galaxy S25 Ultra ဖြစ်ပါတယ် video အစမှာတော့ကျွန်တော်စကားတွေအများကြီးပြောခဲ့သလိုပဲပေါ့เนาะ intro တွေအများကြီးပြောခဲ့သလိုပဲအဓိကအဖြစ်တော့အခုချိန်မှာ ဒီလိုမျိုး flagship ဖုန်းတစ်လုံး Android ဘတ်ချံအကောင်းဆုံးနဲ့အကျဉ်းဆုံးဖုန်းလုံးကိုရှာနေတယ်ဆိုတော့ဒီတွေအတွက်လည်းဒီဖုန်းရဲ့ video လေးကတော်တော်လေးကိုတော့ impact ဖြစ်ပြီးတော့အဆင်ပြေသွားမယ်လို့တော့မျှော်လင့်ပါတယ်ဒီနေ့တင်တော့ကျွန်တော် review နဲ့ support လုပ်ထားပေးထားတာကတော့ဒါ Samsung မြန်မာကနေပြီးတော့ review နဲ့ support လုပ်ထားပေးတာဖြစ်ပါတယ် Samsung မြန်မာကိုလည်း review နဲ့အခုလိုမျိုး support လုပ်ပေးရတော့ကြောင်းကျေးဇူးအများကြီးတင်ပါတယ်ဒီဖုန်းကိုစပြီးကောက်ကန်လဲချင်းမာတဲ့ခံစားရတဲ့ခံစားချက်ကဒီဖုန်းက premium အရန်ပြည့်တယ်ဆိုတဲ့ခံစားချက်မျိုးတမ်းပြီးတော့ခံစားရတယ်ပေါ့နော် Samsung phone တလုံးတကယ်ကို major phone company ရဲ့ Android version မှာအကောင်းဆုံး phone လုံးရဲ့ big quality ကဒါပါလားဆိုပြီးတော့ခေါ်ပြီးတော့ပြလို့ရလောက်တဲ့ထီကိုသူ့ရဲ့ big quality ဘိုင်းမှာတော်တော်လေးအားသာတာကိုကျွန်တော်သတိထားမိတယ်။ဒီ phone ရဲ့ weight ဆိုလို့ရှိရင်လည်း218 gram လောက်ရှိတယ်။အဲဒါကြောင့် phone ကလေးတယ်လို့တော့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့က Samsung phone လုံးဆိုတာနဲ့ဒီ phone ကဒီမျိုးကြီးကြီးနဲ့လေးလေးနဲ့ဖြစ်မယ်ဆိုတာကိုစိတ်ထဲမှာခံစားပြီးသားဆိုတော့ဒီ phone အရန်မလေးဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်။ ဘေးပေါက်အနီရောသူက titanium frame အနေနဲ့လုပ်ထားပြီးတယ်။အနောက်ဘက်ကတော့ glass နဲ့လုပ်ထားပြီးတယ်ပေါ့နော်။ဆိုတော့ကားရတာကတော့လက်ထက်မှာတော်လို့ solid ဖြစ်ပြီးတော့တော်လို့ကြည်လေးရှိရလို့ပြောလို့ရတယ်။ဒီဖုန်းလောက်ကင်မယ်ဆိုလို့ရှင်တော့ cover လေးတော့တက်ပြီးတော့တုံးပါ။သူရဲ့ design ကတော့ဘာမှသိပ် 3D ပြောစရာမရှိပါဘူး။ Samsung ဖုန်းတစ်လုံးဆိုတာနဲ့ဒီ design ပဲ DDN နေပဲဖြစ်နေပြီပေါ့နော်။ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းနေရာပဲအဲကျွန်တော်ဒီ Samsung Galaxy S25 လေးကိုလည်းကျွန်တော် base model လေးကိုလည်း review လုပ်ထားပေးတာရှိတယ်ပေါ့နော်။ဆိုတော့ဒီကောင်နဲ့ဘာကွာလဲဆိုလို့ရှင်တော့အဓိကအပြင်တော့အရန်ကွာတဲ့ feeling တော့ မခံစားရပါဘူး display side ကွာတယ် battery ခံတာကွာတယ် camera ကွာတယ်အဲ့လောက်ပဲပေါ့နော်သူသူ့ရဲ့အရှိတ်ဘက်က display ကိုကြည့်မယ်ဆိုလို့ရှင်တော့6.9 inches အကျယ်ရှိတဲ့ LDPO AMOLED panel ကိုသုံးထားပေးတယ်သူကတော့ Dynamic 2X ဘာညာတာတကာပြောထားရင်မတကယ်တော့ဒါ OLED display ပါပဲသူတို့ Samsung ကိုရန်ထုတ်ထားတဲ့ OLED display ဖြစ်တဲ့ကြောင်ဘာမှအပြပြောစရာမရှိဘူးတော်တော်လေးကို solid ဖြစ်ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ် display အကောင်းဆုံးနေတဲ့က phone လုံးလို့ပြောလို့ရှင်လဲလွန်မယ်မထင်ဘူးပေါ့နော် ပြီးတော့120 refresh တွေလည်းရရတယ် WQHD resolution ကိုသူကသုံးထားပြီးရပေါ့နော်ဆိုတော့ဒီပိုင်းဒီမှာတော့ဘာမှမပြောစရာမရှိတာ HDR templates တွေ Dolby Vision တွေ68 billion colors တွေဒါတွေအကုန်လုံးရရပေါ့နော် display ပိုင်းမှာတော့အပြစ်ပြောစရာမရှိတော့အောင်ကိုကောင်းတယ်လို့ပြောလို့ရတော်တော်လေးအဆင်ပြေတဲ့ display panel quality တခုမှသူ့စီမှာရှိရပေါ့နော်ပြီးကျွန်တော်တို့လည်းပြောလိုက်သလိုပဲ display ကသူကလုံးဝ မကတ်တော့ပဲနဲ့လုံးဝ flat disc ပဲဖြစ်သွားတဲ့ကြောင့်ကျွန်တော်တို့ပို့ပြီးတော့သဘောကျတယ်အရင်တော့လို pan projection ညှိတာတွေပါလေလုံးဝမရှိတော့ဘူးပြီးတော့ဒီ typing လုပ်မယ်ဆိုလို့ရှင်တော်လေးကိုအဆင်ပြေသလိုသူ့ရဲ့6.9 inches ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့အပြည့်အဝခံစားရတယ်ပေါ့နော်ပြီးတော့ဒီကော under display finger ပဲလည်းရတယ်ဒါကတော့ထုံးထုံးစံနိုင်မှာပေါ့နော် OLED display ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ under display fingerprint ဆိုလို့ရှိရင်တော့သူက ultrasonic fingerprint ကိုသုံးထားပေးတယ်။ထိလိုက်တာနဲ့ကိုတန်းပြီးတော့ပွင့်တဲ့အထိကိုသူ့ရဲ့ ultrasonic fingerprint ကလည်းတော်တော်လေးကို solid ဖြစ်ပြီးတော့ညံတာကိုကျွန်တော်တို့သတိထားမိတယ်ပေါ့နော်။ဒီဘက်မှာတော့ ျွန်တော်ကျွန်တော်လေးကိုချီးကျူးနေတယ် Samsung အရင်ကတည်းက ultrasonic တွေကိုတုံးလာတာနေအခုအချိန်မှာဒီပြည့်ပြည့်နဲ့ next level ထိအောင်ရောက်လာရတော့တတ်မှတ်လို့ရတယ်အခုဆိုလို့ရှိရင်တော်တော်လေးကိုကောင်းနေတဲ့ ultrasonic တစ်ခုကသူ့စီမှာပိုင်ဆိုင်သွားပြီတော့မှပြောလို့ရတာပေါ့နော်ဆိုတော့ဒီကော haptic motor လည်းတော်တော်လေးကောင်းတယ်သူ haptic ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကို solid ဖြစ်တယ်တော်တော်လေးကိုကောင်းတယ်ဆိုတော့ခံစားချက်မျိုးခံစားရတယ်ပေါ့နော် Samsung phone တစ်လုံးကရလာတဲ့ haptic motor တွေကတော့ဒီ major phone company တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှင်တော့မှသူ haptic ကတော်တော်လေးကို solid ဖြစ်ပြီးတော့ကောင်းတယ်လို့ ပြောလို့ရတဲ့အထိကိုသူရဲ့ haptic motor ကိုလည်းကျွန်တော်တော်တော်လေးအားရပြီးတော့ကျင်းနှံ့မိတယ်ပေါ့နော်ပို့ပြီးတော့လေ premium ဆန်လာတယ်ဆိုတော့ခံစားချက်မျိုးလည်းခံစားရတယ်ဘသူ speaker ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ stereo speaker ကိုသုံးထားပေးတယ်။သူ stereo speaker တွေကိုထုံးစံနိုင်မယ်ပေါ့နော်။အတန်းထွက်ကတော်တော်လေးကိုညီသင်းတဲ့လောက်တော့ညီရဲ။အောက်ဘက်က60လောက်ထွက်တယ်။အပေါ်ဘက်က40လောက်ထွက်တယ်လို့ပြောလို့ရတယ်။ပြန်ပေါင်းပြီးနားထောင်မယ်ဆိုရင်တော့အတန်းထွက် quality ကတော်တော်လေးကောင်းတော့တော့ကျွန်တော်တို့သတိထားမိတယ်ပေါ့နော်။အာဒီမျိုးပေါ့နော် flagship phone လုံးကထွက်လာတဲ့အတန်းထွက်ကတော့ flagship ဖြစ်နေသေးပဲပေါ့နော်ဒါကတော့ flagship gala ရေချို့ချို့တော့ mirror range တန်းလုံးဝရှင်းလို့မရတဲ့အပိုင်းပေါ့နော်သူရဲ့ဘက်ထရီကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူကတော့ထပ်ပြီးတော့တိုးတက်လာတာတော့မတွေ့ရသေးဘူးပေါ့နော်9000 mAh ကိုတုံးထားပေးတယ်။သူရဲ့9000 mAh ကတော့ပြောမှသာပြီးတော့တော်တော်လေးအားခံတဲ့ထဲမှာ ပါတယ်လို့ပြောလို့ရတယ်ကျွန်တော်စမ်းကြည့်တော့ဆိုလို့ရှိရင်မနက်9:00လောက်ကနေ100%အပြည့်သွင်းပြီးသုံးမယ်ဆိုရင်ညနေ9:00လောက်ဆိုရင်အား40 45ပေါ့နော်တစ်ခါတလေ50အဲ့လောက်ကျန်တယ်ဂိမ်းတော့မစော်ဘူးပေါ့နော်တနေ့ကုန်ကျွန်တော်တို့က daily usage ကိုအတကုန်နေပြည့် run ပြီးသုံးတာတော့မှအဲ့လောက်ကျန်တယ်ဆိုတော့သူ့ရဲ့ battery ကတော်တော်လေးခံတာတော့သတိထားမိတယ်အဓိကအပြင်တော့ဒါကတော့နောက်ဆုံးထွက်ထားတဲ့ Snapdragon 8လေးကြောင့်လည်းပါတယ်ပြီးတော့ Samsung ရဲ့ 1UI 7ရဲ့ optimization ကောင်းလာတာကြောင့်လည်း ါတယ်လို့ပြောလို့ရတာပေါ့နော်အเจ้าမလို့လေသူကအာတော်လေးခံတာတော့ကျွန်တော်သတိထားမိတယ်ဒါပေမဲ့တိတ်ဂျင်းနေဆရာမကောင်းသေးတာအားပြန်သွင်းတဲ့အပိုင်းပြသူအားပြန်သွင်းမယ်ဆိုလို့ရှင်တော့သူက45ဝက်ထိပဲအမြင့်ဆုံး support လုပ်တယ်ပေါ့နော်ဘူးထဲမှာဆိုလို့ရှင်တော့ပို့ဆိုးတယ်သူကကြိုးပဲပါမယ်ခေါင်းတွေပါတွေကတော့ကိုယ့်အကိုပြန်ဝယ်ရမယ်ပေါ့ဗျာဆိုတော့အရင်ဆုံးနေ့ကသာခေါင်းတွေပါတွေရှိထားတဲ့သူဆိုလို့ရှင်တော့အဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အခုချိန်မှာဝယ်မဲ့သူဆိုလို့ရှင်တော့ဒီဟာကြီးကိုဝယ်ပြီးလို့ extra money အနေနဲ့ထပ်ပြီးတော့ကျွန်တော်တို့ကအသွင်ခေါင်းမှာထပ်ဝယ်ရမယ်အနေထားဆိုတော့တိတ်တော့တွက်ချေမကြိုက်ဘူးပေါ့နော် အာကျွန်တော်တို့အပြန်သွင်းကြည့်တော့ဆိုလို့ရှင်တော့0 to 100အပြည့်သွင်းဖို့ကိုကျွန်တော်တို့တနာ25လောက်တော့အချိန်ပေးရတယ်တခါတလေတော့တနာ10မိနစ်လောက်နဲ့ပြည့်တာလေးရှိရပါတော့ပြတော့သူ့ရဲ့ performance သူ့ရဲ့ performance ကတော့ကျွန်တော်တို့လိုက်ပြလိုက်ထဲမှာလည်းပါသွားပြီပေါ့နော်သူ Snapdragon 8လေးကိုတုံထားပြီးတယ်သူ Snapdragon 8လေးကဘလောက် performance နဲ့ညီလဲဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်တို့ဒီမှာတစ်ခါလည်းပြထားပြီးတယ်အမှန်တစ်ချက်ကြည့်လို့ရတယ်အဲ့ဒါဆိုလို့ရှင်မျိုးလုံးနဲ့ပို့ပြီးတော့မြင်သွားလိမ့်မယ်ပေါ့နော် daily usage တွေတုံးကြည့်တော့ဆိုလို့ရှင်တော့ဒီကောင်က share ပဲဒါပေမဲ့ဒီ phone တော့ကိုဝယ်တယ် စတန်တုံကအဲ့ဒီလေးတော့ကိုဝယ်ရဆိုလို့ရှင်တော့တချို့တွေက gain ဆော့ဖို့အတွက်တော့တော်တော်များစဉ်းစားကြလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကောင်နဲ့ gain ဆော့လို့မရအောင်လားဆိုတော့မဟုတ်ဆော့လို့ရတယ်ဒါပေမဲ့နည်းနည်း heat and mind လေးနည်းနည်းလေး problem လေးနည်းနည်းလေးတော့ရှိရပါတော့ဒီ new usage တွေကျွန်တော်တို့စမ်းနေနေအောင်မှာတစ်ခါကြလို့ရှင်ဒီနားလောက်ကနေပူတက်လာတာမျိုးလေးကိုကျွန်တော်တို့ကြုံရတာလေးတော့ရှိတယ် ဒီနေ့ပါရစော့မယ်ဆိုလို့ရှိရင်လည်းဒီဆိုင်နဲ့ပို့ပြီးတော့ပူတယ်ပေါ့နော် Samsung phone ကြီးကပူတယ်ဆိုတာအခုနောက်ပိုင်းမှာတော့အကျုံးဝင်တော့ပါဘူးတကယ်တကယ်အခုနောက်ပိုင်း SOC ရဲ့အကြောင်းလို့ပြောလို့ရတယ်တကြံတဲ့ဘိုင်းတွေမှာ Samsung အရင်လိုမဟုတ်တော့တော်တော်လေး smooth ဖြစ်တယ် UI တွေလည်းတော်တော်လေးကောင်းလာတယ်အပူချိန်မှာဆိုလို့ရှိရင်အရင်ကြီးမရှိတော့ဘူးဆိုတဲ့ခံစားချက်ကိုလည်းခံစားရတာပေါ့နော်ကျွန်တော်တို့မြင်နေတွေ့နေရတာတွေကအရင်တော့ဟာလို့ပြောလို့ရတယ်အခုဟာဖြစ်တာကြတော့သူ့တုံးနဲ့သူ့ထဲမှာတုံးထားပေးတဲ့ chipset SOC အကြောင်းလို့ပြောလို့ရတာပေါ့နော်ဂိမ်းဆော့မယ်ဆိုလို့ရှိရင်တော့ cooling fan လေးပါလေတက်ပြီးတော့ဆော့မှာပဲ အဆင်ပြေတယ်မှာမဟုတ်ဆိုလို့ရှိရင်လက်ထက်မှာတစ်ခါကျလို့ရှိရင်မခံမြန်းနိုင်အောင်တော့အဲ့မျိုး game graphic intense မြင်းနဲ့ game တွေဆော့မှာဆိုလို့ရှိရင်ပူတက်လာတာမျိုးလေးလေကျွန်တော်တို့ကြုံရတာတွေတော့ရှိရပါတော့ဆိုတော့ game ဆော့ဖို့စဉ်းစားနေရဆိုလို့ရှိရင် cooling fan လေးတက်ပြီးဆော့မဟုတ်ဆိုလို့ရှိရင်တော့ light gaming လောက်ပဲဆော့မှာဆိုရင်တော့ဒီကောင်ပူပြီးတော့တင့်တော်ရတော့မှပြောလို့ရတာပါတော့ကင်မရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့200 megapixel main camera တစ်လုံးရဲ့50 megapixel telescope တစ်လမ်း lens တစ်လုံးရဲ့ပေါ့နော်ပြီးလို့ရှိရင်50 megapixel ultra wide တစ်လုံးရဲ့10 megapixel tele တစ်လုံးရဲ့ဆိုပြီးတော့ तू က ထည့်ထားပေးတယ်ပေါ့နော်ကင်မရာတွေကဘယ်လိုနေလဲဆိုလို့ရှင်တော့ကျွန်တော်အခုရပိုင်းဆန်းနဲ့ဖုန်းနေနဲ့သူနဲ့ကမတိမ်မြင့်ဖြစ်နေတော့ဟိုဖုန်းနေကပိုကောင်းတယ်လို့ကျွန်တော်တို့စိတ်ထဲမှာခံစားရတဲ့အပြင်တကယ်လက်တွေ့မှာလည်းဟိုဖုန်းနေကပိုကောင်းတယ်ဘာဖုန်းနေလဲဆိုလို့ရှင်တော့ Vivo ရဲ့နောက်ဆုံးထွက်ထားတဲ့ဖုန်းတွေကတခုဖြစ်တယ်ကျွန်တော်လည်းဗီဒီယိုတင်ပြီးပေါ့နော် Vivo ရဲ့ H200 Pro ရဲ့တစ်ဖက်က Xiaomi 14 Ultra ရဲ့ပေါ့နော်အဲ့ကောင်နေရရှင်မယ်ဆိုရင်သူ့ရဲ့ကင်မရာတော်တော်လေးလိုအပ်ချက်ရှိတယ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့ကမှပြောနေတယ်ပုံလျှောက်လျှောက်ပြရနေတာဆိုအမှတွေ့ပါလိမ့်တွေ့ပါလိမ့်မယ်ပေါ့နော်ဖုန်းကင်မရာကိုကျွန်တော်မကောင်းလို့မပြောဘူးနော်ကောင်းတယ် Samsung ရဲ့နောက်ဆုံးဖုန်းများဆိုတော့ latest and greatest ဖုန်းဖြစ်တဲ့တော့ကြောင်းကင်မရာမကောင်းစရာတော့အကြောင်းမရှိဘူးဒီဖုန်းနဲ့ရိုက်လဲလို့ထွက်လာတဲ့ပုံတွေက flagship ဖုန်းလုံးကနေရိုက်လို့ထွက်လာတဲ့ ကင်မရာဆိုတော့တန်းကနေကိုလူရန်အသိတယ်ဗီဒီယိုကြည့်မယ်ဆိုလို့ကျွန်တော် 8K သူက 30fps ရိုက်လို့ရတယ်မဆိုးပါဘူးဒီပိုင်းလေးမှာတော့ကောင်းတယ်ဗီဒီယို quality လေးမှာတော့ကျွန်တော်နည်းနည်းစိတ်ချမ်းသာတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ stable တော်တော်လေးဖြစ်တယ်ကာလာလေးလည်းတော်တော်လေးကိုကောင်းပြီးတော့ပန်းတော့ကျွန်တော်တို့တွေ့ရတာပေါ့နော် selfie ကိုကြည့်မယ်ဆိုလို့ရှင်တော့12 megapixel ကိုပဲတုံထားပေးတယ် selfie နဲ့ video ရိုက်မယ်ဆိုလို့ရှင်တော့ 4K 60fps ရတာဆိုတော့ဒီ phone app ဘိုင်းမှာတော့အပြန်သားသွားတယ်ဗျ vlogging လုပ်မဲ့သူတွေအတွက်ဒီ phone တော်တော်လေးကိုတင့်တော်နိုင်တဲ့ဖုန်းလုံးဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့တစ်ခုပြောလို့ရှိတာက ဒီဖုန်းကိုတောင်းတောင်းလှန်သေးတဲ့သူကဒီလိုကြီးကင်ပြီးတော့ကျွန်တော်တို့ဆယ်ဖီရိုက်မယ်လို့ပြီးဘက်ကင်မရာရိုက်မယ်လို့ဆိုလို့ရှိရင်တိတ်ပြီးတော့ဘလို့မအောင်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုစားလေးတစ်ခုကိုတော့နည်းနည်းလေးစကားပြောရလိမ့်မယ်လက်ကြီးတဲ့သူဆိုလို့ရှိရင်ကိစ္စမရှိမှာလက်သေးတဲ့လူဆိုရင်တော့ဖုန်းပြုတ်ကြတာနဲ့မှန်လဲရတာအခေါက်ပေါက်မနေဘူးဖြစ်နေမှာပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုတော့သတိချက်စေချင်တယ်ဘယ်တော့မှ IP rating လည်းပါတယ် IP68 Wi-Fi and Dash Resistant ပါတာဆိုတော့ Samsung ဖုန်းတွေကအရင်တုန်းက ် IP radio တွေကအစိုးရတွေကပါလာခဲ့တဲ့ဖုန်းပေါ့နော်အခုချိန်မှာဆိုရင်လည်းတော်တော်လေးကိုရေစိုးခံတော်တော့ကျွန်တော်သတိထားမိတယ်ပြီးတော့ဒီဖုန်းတွေမှာက၄00ကြီးဖြစ်သွားတယ်အကြီးကြီးဖြစ်သွားတယ်ဆိုတော့ဒီကောင်းတွေမှာထုံးစံတိုင်းအောက်မှာ S band ပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ S band ကတော့ပြောရမယ်ဆိုရင်တော့ပို့ပို့ပြီးတော့မှ accurate ပို့ပို့ဖြစ်လာတယ်လို့ပြောလို့ရတယ်ဒီကောင်းမှာဆိုလို့ရှိရင်သူ့ရဲ့ S band ကတော်တော်လေးကိုတော့အဆင်ပြေပြေနဲ့ကောင်းတော်တော့ကျွန်တော်တို့သတိထားမိတယ်ပေါ့နော်ဒါပေမဲ့တခုပြောလို့ရှိတာလေကျွန်တော်ဒီ S band ကိုစအတုံးတဲ့နေ့တွေတုံးနေရပဲနည်းနည်းလေးရက်ပိုင်းလေးပဲကလိပစ်တယ်ပေါ့နော် ဒီဖုန်းကိုကျွန်တော်ရောက်ရလာပြီးတော့တပတ်လောက်နေတဲ့အချိန်မှာကျွန်တော်လုံးဝဒီကောင်မသုံးပြသလောက်နဲတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဖုန်းကြီးမှာဓာတ်ရည်ကိုတည်တံ့ထုတ်သုံးနေဖို့လေကျွန်တော်တို့ကအရင်ကမလိုဘူးပေါ့နော်။အတချို့ချို့သောနေရာတွေမှာအသုံးဝင်တာတော့မှန်တယ်ဗျ။ဥပမာဗီဒီယိုကြော်တာတို့အဲတချို့တချို့ဟာတွေကို scroll လုပ်မယ်ဆိုဓာတ်နဲ့နှိပ်ပြီးလုပ်လို့ရတာမျိုးတို့ပြီးလို့ရှိရင်ကိုကအဲ့လိုမျိုး graphic လုပ်တဲ့သူတို့ပြီးလို့ရှိရင်အဲ့လိုမျိုးပကြီးဆွဲတဲ့သူတို့ပေါ့နော်။အဲ့လိုမျိုးသူတွေဆိုလို့ရှိရင်တော့ ဒီကောင်လေးကတော်တော်လေးကိုအဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော်တို့ကကြတော့ကျွန်တော်ဝါလုံးအောင်ဖျောက်အောင်မရည်တတ်တဲ့လူဆိုတော့ကျွန်တော်တို့ကဒါကြီးကအရန်ကြီးတော့အတုံးမဝင်ဘူး။ချိုးချိုးတော့ကလေးကျင်တဲ့အပိုင်းလေးတွေတို့ဒီခါကြီးကျလို့ရှိရင်အဲ့လိုမျိုးနှုတ်ဆေးပါလေးမှတ်ချင်တဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်နဲ့ချက်ချင်းထုတ်ပြီးတော့မှတ်လိုက်တာမျိုးတော့ရှိတယ်။ဒါပေမဲ့ normally ကိုကျွန်တော်ဒီကောင်ကိုလုံးဝမတုံးပြတဲ့လောက်ပဲဆိုတော့ပါတာတော့ကောင်းတာပေါ့ဗျာ။တချို့ရတော့သူတွေတော့တော်တော်လေးအဆင်ပြေနိုင်တယ်။ဒါပေမဲ့များသောအားဖြင့်ကတော့ almost များသောအားဖြင့်လူတွေဆိုလို့ရှိရင်တော့ဒီကောင်ကအရန်အတုံးဝင်လာကြည့်ရဲတက်လာကြည့်ရတော့လေ။ မဟုတ်လို့ပဲပြောရမှာပေါ့နော်ဆိုပြီး overall online conclusion ပြန်ချုပ်ပြီးတော့ပြောပေးရမယ်ဆိုရင်သူ့လက်ရှိအသစ်ဈေးကမြန်မာ official လုံးပေါ့နော်အသစ်ဈေးကအခုကျွန်တော်တို့မှာပြထားတယ်မယ်အဲ့လောက်နဲ့တော့အကြောင်းဝယ်ဖြစ်တယ် second market မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပြထားသလိုပဲအဲ့လောက်နဲ့တော့အကြောင်းဝယ်ဖြစ်တယ်ပေါ့နော်အသစ်ကိုပဲတင်လာလို့မင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပို့ဝင်လင်းမယ်နည်းနည်းပြောပြမယ်ပေါ့နော်မြန်မာ official လုံးကို branding ခိုင်ခိုင်မာမာနဲ့တခုဖြစ်တယ်ဆိုလို့ရှိရင်ဘာမှစိတ်တော့ကမရောက်ချင်ဘူးအဆင်ပြေပြေနဲ့ သုံးကျင်တယ်ဆိုလို့ရှိရင်တော့မြန်မာ official အလုံးတွေကိုဝယ်တာတော့အကောင်းဆုံးပဲတခုဆိုလို့ရှိရင် Samsung showroom ကိုတန်းပြေးပြီးတော့လုပ်လို့ရတာပေါ့နော်ဘာလို့ကျွန်တော် S ကားထည့်ပြောလဲဆိုတော့ဒီကောင်ကိုအစ်စ်ပါကင်ကိုမြန်မာ official အလုံးဝင်ပွဲမှာထက်ဆိုင်ထိုင်းလုံးနေရှိတယ်ထိုင်းလုံးနေကိုဒီထက်အများကြီးတက်တာတဲ့ဈေးကိုမှပါကင်အစ်စ်ရမယ်ဆိုလို့ရှိရင်ထိုင်းလုံးနေကအများမှအများကြီးပိုတန်တယ်ဒါပေမဲ့ကျွန်တော်ခုနကပြောလိုက်သလိုပဲတခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ထိုင်းလုံးနေကနည်းနည်းလေးဟိုတဲ့ပြောရမယ်ဆိုရင်နည်းနည်းလေးအလုံးရှုပ်တယ်ပေါ့ဗျာ ဆိုတော့အဲ့ဒါလေးကိုကိုယ်သီးခံနိုင်တယ်လုံနိုင်တယ်ဆိုရင်တော့ထိုင်းလုံးနေတာပဲအဲ့လိုမှမဟုတ်ဆိုလို့ကျွန်တော်မြန်မာအလုံးတွေကိုပဲဝယ်ဖို့အတွက်ကျွန်တော်ကတော့ recommend ပေးခြင်းနဲ့ second phone အလုံးအတက်နေရမယ်ဆိုရင်ပူရောင်ကောင်းနေတယ် second market မှာကြတော့မြန်မာ official အလုံး second မဲ့ဝယ်ဝယ်ကျွန်တော်ထိုင်းလုံး second မဲ့ဝယ်တော်တော်လေးကိုတော်တော်လေးကိုဈေးရဗျာ price ကတော်တော်လေးကို fair ဖြစ်ပြီးတော့တက်တာသွားပြီလို့ပြောလို့ရတယ်အဲ့ဒါ idea ရှာတယ်ဆိုတော့ပူရောင်မအဆင်ပြေသေးတယ်ပေါ့နော်ဆိုပြီးဒီဖုန်းကိုကျွန်တော်ဘလူးလူရအတွက် recommend ပေးလဲဆိုတော့ကျွန်တော်လည်းပြလဲတဲ့စကားတွေထဲမှာလည်းတော်များပါသွားပြီးပါပြီ ကိုကလက်နေနေသေးတဲ့သူမျိုးကင်မရာကိုလည်းကိုကအရန်မကလိဘူးပြီးပြီဆိုလို့ရှိရင်လည်းဒီလောက် display အကြီးကြီးကိုလည်းတုံးလို့အဆင်မပြေဘူးပန်မပါလည်းကိစ္စမရှိဘူးအဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းကိုမရွေးဘဲနဲ့တခြားဟာတွေရွေးတာတော့ပိုပြီးတော့အဆင်ပြေလိမ့်မယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်ကိုကနောက်ဆုံး latest and greatest ဈေးအကြီးဆုံး Samsung ရဲ့ flagship တကယ် super duper ကြီးကိုမှကိုင်းနေတယ်ဆိုလို့ရှိရင်တော့ဒီကောင်ကြီးကိုတော့ဝယ်ချလိုက်ပါလို့ကျွန်တော် recommend ပေးခြင်းတယ်ကျွန်တော်လည်းမေးပါတော့ brother ဆိုလို့ရှိရင်ဒီဖုန်းကိုဝယ်ဖို့အတွက်စိတ်ကူးရှိလားလို့မေးမယ်ဆိုရင်တော့ကျွန်တော်ကတော့အစားတော့ရှိတယ်ဒါပေမဲ့ S24 Ultra ကိုကျွန်တော်ကရပ်ပိုင်းလေးစမ်းသုံးထားကြည့်ဦးတယ်ပေါ့နော်အဲ့လို feeling မျိုးနဲ့ဒီကောက်အောင်ရှင်းမယ်ဆိုရင်တော့ကျွန်တော်သာဆိုရင်တော့ S24 Ultra လေးကိုနည်းနည်းလေးပို့ပြီးတော့ prefer ဖြစ်ပြီးတော့ကြိုက်မိတယ်ဒီဖုန်းကိုတော့ကျွန်တော်ဝယ်ပြင်မယ်လို့တော့ကျွန်တော်တော့မထင်ဘူးပေါ့နော်ဆိုတော့လူကြီးမင်းတို့ကဘာပြောချင်တာလေးရှိလဲဘာသိချင်တာလေးရှိလဲမေးချင်တာလေးရောရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှန်းငယ်ပေးလို့ရပါတယ် ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN နဲ့ခံပြီးတော့ကြည့်ရှုဖို့တော့မြစ်တာခံနေပါတယ်ကြည့်ရှုအားပေးကြရတယ်တူဦးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe notification နဲ့မကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြရတယ်တူဦးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆုံးကြတာပါ